ငလင်းဘေးသင့်သူတွေရဲ့နေအိမ်တွေပြည့်စည်မှုကို DMC ကတွက်ချက်ထားပြီးဝန်ထမ်းအရာမပါပဲလူနေအိမ်3963လုံးကိုပြည့်စည်မှုအလိုက်မကြမီထောက်ပံ့ပေးမယ်လို့သိရပါတယ်။ဇွန်6ရက်ကနေပြည်တော်မှာရှိတဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှကျင်းပပြုလုပ်တဲ့အမျိုးသားတဘာဝ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာအမျိုးသားတဘာဝ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ NASA ကကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစွန်ဝင်းကအခုလိုပြောကြားခဲ့တာပါ။၎င်းကမိမိတို့အနေနဲ့ငလင်းပေးပြန်လည်ထူထောင်ရေးအတွက်ရောက်ရှိလာတဲ့ပစ္စည်းတွေကိုစည်ရင်းတွေပြုစုပြီးပွင့်လင်းမြင်သာမှုရှိစွာစနစ်တကျနဲ့ငလင်းတန်တဲ့ဒေတာတွေကပြည်သူတွေထံအချိန်နဲ့တပြေးညီဖြန့်ဝေပေးလျက်ရှိကြောင်းကိုကြီးထောက်ပံ့ရေးလုပ်ငန်းတွေနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာဇွန်6ရက်အထိရရှိတဲ့ပြည်ရင်းအလူရှင်တွေရဲ့ငွေကျပ်144ဘီလီယံကျော်နဲ့ ြေပအလူရှင်တွေရဲ့အမေရိကန်ဒေါ်လာ၅သန်းကျော်အပါအဝင်နိုင်ငံတော်အနေနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုရမုံငွေထပ်မံထည့်ဝေပေးမှုနဲ့ငလင်းဘေးတင်ချိန်အရေးပေါ်ကူညီကယ်ဆယ်ရေးအပြည့်အစည်တွေရှင်းလင်းရေးနဲ့ပြည်လဲထရော်ကြီးလုပ်ငန်းတွေမှာအင်တိုက်အားတိုက်ဆောင်ရွက်နိုင်ဖို့ထည့်ဝင်ပေးထားကြောင်းဇွန်6ရက်အထိသုံးဆွဲပြီးတဲ့ငွေစုစုပေါင်းငွေကျပ်264.656ဘီလီယံရှိကြောင်း သုံးဆွဲရမှာဝင်ကြီးဌာနနဲ့အဖွဲ့အစည်း55ခုကဝန်ထမ်းနဲ့မိဂိုသူသသိန်း3000ကျော်အတွက်စံစီစာ ပေးနဲ့ငပိ3လစာထောက်ပံ့တာပြည့်စည်ခဲ့တဲ့အခြေခံပညာကျောင်းတွေအစင်းမြင့်ကျောင်းတွေမှာယာယီကျောင်းဆောင်တွေပြုလုပ်ဖို့ကြိုတင်ငွေတွေပေးရတာဝန်ထမ်းအရာတွေရုံးနေတဲ့အထူးအဆောက်အုံတွေပြင်ဆင်နိုင်ဖို့ပေးရတာတွေရှိကြောင်း ဒါပြင်ဘေးဒုက္ခရောက်ခဲ့တဲ့ပြည်သူတွေအတွက်အရေးပေါ်ထောက်ပံ့ငွေတွေတက္ကသိုလ်ဝန်ထမ်းဆောင်မွေးဝဲအဖြေလွှာတွေမီးလောင်ခဲ့တဲ့ပြည်내တစ်ခုနဲ့တိုင်းဒေသကြီး၃ခုကအခြေခံပညာအထက်တန်း Grade 12ဆောင်မွေးဝဲပြန်လည်ဖြည့်ဆို့ကြမဲ့ကျောင်းသားကျောင်းသူ3,592ဦးနဲ့ ၎င်းတို့ကိုအနီးကပ်တင် जा ပေးမဲ့ဆရာဆရာမ6929ရို့အတွက်ကမ့်အတွင်နေထိုင်စားတောက်ရေးဇယိတ်တွေစာရေးကရိယာဖြည့်ဆည်းပေးမှုဇယိတ်တွေအဝေးကနေပညာရေးဆိုင်ရာဘာသာရေးအလိုက်လာရောက်တင် जा ပို့ချပေးကြတဲ့ဆရာကြီးဆရာမကြီးတွေရဲ့ခရီးဇယိတ်တဲခိုနေထိုင်ရေးကိစ္စရပ်တွေမှာအသုံးပြုဖို့စုစုပေါင်းငွေကျပ်ဘီလီယံ20ကိုနိုင်ငံတော်ဝန်ကြီးချုပ်ကအခုလမှထောက်ပံ့ပေးခဲ့ကြောင်းဒီထောက်ပံ့ငွေတွေမှာခရီးစရိတ်တွေစားစရိတ်တွေနေထွက်စရိတ်တွေစာရေးကရိယာတွေနဲ့ကျောင်းဝင်းစုံတွေပါဝင်ကြောင်း ငလင်ဘေးသင့်ပြည်သူတွေရဲ့နေအိမ်တွေပျက်စီးမှုအပေါ်မူတည်ပြီးနိုင်ငံတော်ကထောက်ပံ့ပေးဖို့ DMC ကတွက်ချက်ထားပြီးဖြစ်ကြောင်းဝန်ထမ်းအိမ်ယာမပါလူနေအိမ်3963လုံးရှိကြောင်းအဆိုပါအိမ်တွေရဲ့ပျက်စီးမှုအလိုက်စစ်စစ်ဆဲဖြစ်ပြီးမကြာမီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းပြောပါရယ် ဝန်ထမ်းအရာတွေမှာပြိုကျပြည့်စည်မှုတွေအနက်တိုက်တွေပြေးပြီးအိမ်အသုံးဆောင်ပြည့်စည်တွေဆုံးရှုံးခဲ့တဲ့ဝန်ထမ်းအင်အားစု449စုအတွက်ဝင်ကြီးဌာနတွေကပြည်တော်စုဝင်ကြီးတွေစေတနာရှင်အလှူရှင်တွေကထောက်ပံ့ပေးတာတွေရှိပေမဲ့နိုင်ငံတော်အနေနဲ့လည်းပုံမှန်နေ့စဉ်အသုံးပြုနေရတဲ့အိမ်အသုံးဆောင်ပြည့်စည်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အစိုးရအင်အားစုတွေမှာဝန်ထမ်း605ဦးနဲ့မြေကိုသူ1181ဦးစုစုပေါင်း1986ဦးလို့စည်ရင်းအရသိရကြောင်းစည်ရင်းတွေကောက်ယူရမှာအစင်းစင်လှုပ်ဆောင်ရတာကြောင့်ကြံ့ကြံ့မှုတွေရှိတဲ့အတွက်ဝင်ကြီးတွေကိုယ်တိုင်စီစစ်ဆောင်ရွက်ပေးဖို့ပြောကြားလိုကြောင်းနိုင်ငံတော်အနေနဲ့တရုတ်ပြည်သို့တမရနိုင်ငံကိုမိုးရသည့်အမီဝန်ထမ်းတွေလုံလုံခြုံခြုံနဲ့အမိုးအကာအောင်နေထိုင်နိုင်မှုအတွက် prefabricated house office တွေကိုတန်ယုံကနေတဆင့်အကူအညီတောင်းခံခဲ့မှုကြောင့် prefabricators office အလုံးရေ900နဲ့ house အလုံးရေ4500ရရှိပြီဖြစ်ကြောင်းရောက်ရှိလာတာတွေအနက်3ပုံ2ပုံခန့်ကိုဖြန့်ဝေခဲ့ပြီဖြစ်ကြောင်းဆက်လက်ပြီးလဲဖြန့်ဝေလေးရဲ့ရှေ့ကြောင်းဒါပြင်ဆက်သုံးစီအနေနဲ့လဲဒီဇယ်ကလန်9.9တန်းနဲ့ဓာတ်ဆီကလန်6တန်းကိုတရုတ်ပြည်သူသမရနိုင်ငံကငလင်ဘေးအန္တရာယ်ဆိုင်ရာနဲ့ပြန်လည်ထူထောင်ရေးကာလအတွင်းလိုအပ်တယ်လို့အသုံးပြုနိုင်ရေးထောက်ပံ့ပေးခဲ့မှုအပေါ်တည်ယူပို့ဆောင်ရေးနဲ့ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေမှာစနစ်တကျသုံးဆွဲပြီးဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါရယ်